两年前，我爸刚跟人打不他妈找个找个女人不事情。 အမျိုးသမီးရဲ့အတန်နူးညံ့ပေမဲ့သူကစကားပြောနေရင်သူ့ရဲ့လက်တန်းတွေအားကွညွန့်ပြီးသူ့ရဲ့လက်ဖောကိုထိလိုက်ပါတယ်ဝလင်းရဲ့ခန္ဓာကတွန်ခါသွားပါတယ်သူကထူးဆန်းတဲ့ဆွမ်းအားတစ်ခုကကဘာကြီးကိုဝင်းရံသွားတာကိုခက်ရီခံစားမိပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ထူးဆန်းတဲ့ဆွမ်းအားကပြန့်နှံ့သွားတဲ့အမျှသူ့ရဲ့ကြောက်ကတ်တွေကပျော်မပြနိုင်တဲ့နာကျင်မှုကိုထုတ်လွှတ်လိုက်ပါတယ်ဝလင်းကတွေးတလုံးကိုအထုတ်လိုက်ရပြီးလူလူနောက်ဆုတ်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကပွင့်လင်းမြင့်တာနေရင်သူ့ရဲ့ကြောက်ကတ်တွေကအလီမြန်နဲ့နှူးနှမ်းသွားတာကိုမြင်ရပါလိမ့်မယ်သူ့ရဲ့ရှေးအောင်နှဖျားခန္ဓာ ားကိုပဲပြန်လည်ကောင်းမွန်လုံသွားတော့အဲ့ဒါကိုမကူတားနိုင်ပါဘူး။သူကတတရားချင်လန်းကိုနောက်ဆုတ်လိုက်တဲ့အခါသူ့ရဲ့ကြောက်ကွက်နှစ်ခုကလည်းအလင်းမြန်နဲ့ညှုံလန့်ပြီးသူ့ရဲ့အခုအဖြစ်ပြောင်းလဲကသူ့ရဲ့ခန္ဓာကနေပြက်ကွက်သွားပါတယ်။ထိုပြင်းထန်တဲ့နာကျင်မှုအောက်မှာဝယ်လင်းရဲ့မျက်လုံးတွေကသူ့ရောက်လွမ်းနေပြီးသူ့ရဲ့ခန္ဓာကတုန်ခါနေပါတယ်။ဒုဝါရင်သူ့ရဲ့မျက်လုံးထဲကတက်ဖြက်လို့စိတ်ကထိုနာကျင်မှုကြောင့်အထွန်းထဲကိုရောက်သွားပါတယ်။ဒုတိယအဆုတ်အဆုတ်တေဆုံးခြင်းရဲ့အဆုံးသက်အမျိုးသမီးရစကားပြောနေရင်လက်သက်ချွေရကွင်းညွတ်ပြီးသူ့ရဲ့လက်ဖောက်ကိုထိလိုက်ပါတယ်တတရာတေးရွတ် တရရွက်ပောက်ကွဲယူဝင်ခြင်းလက်သက်ကြွေအားသူ့ရဲ့လက်ခလျာကွင်းညွန့်ပြီးသူ့ရဲ့လက်ဖွားကိုထိလိုက်ပါတယ်စရုထအသေးအသေးရေပြောပြီးကြေမော့သွားစီ အမျိုးသမီးရဲ့လက်ညိုးကကွင်းညွန့်သွားပြီးသူ့ရဲ့လက်ဖွာကိုထိလိုက်ပါတယ်သူ့ရဲ့စကလုံးတွေကနူးညံ့ပေမဲ့ရက်စက်တဲ့တပြက်လူစိတ်ကပြင်းထန်နေပါတယ်ဝန်လင်းကသွေးအများကြီးကိုစရိုက်အန်ထုတ်လိုက်ရပြီးနောက်ကိုလွှင့်ဆင်သွားပါတယ်သူ့ရဲ့ရင်ဘတ်ထဲကအဆုပ်တွေကညှိုးနှံသွားပြီးသူ့ရဲ့ခန္ဓာထဲမှာပြက်ကွယ်သွားပါတယ်အဆုပ်မရှိတော့ဘဲသူကအသက်မရှူနိုင်တော့ပါဘူးနာကျင်မှုကြောင့်သူကတွန်းညင်းတဲ့ညူးတံကိုထုတ်လုပ်လိုက်မိပါတယ်သူ့ရဲ့အဆုပ်တွေကတည်ဆုံးသွားပြီးရဲ့နောက်သူ့ရဲ့တေးရွက်ရွက်ကလည်းဆွေးမြင့်သွားပါတယ်သွေးမြောက်များသူ့ရဲ့ခန္ဓာအနှံ့ကိုပြန့်နှံ့သွားပါတယ်သူ့ရဲ့တေးရွက်ရွက်ကဆွေးမြင့်သွားတာသူ့ရဲ့ က်ပြန်လဲကောင်းမှုကိုပြင်းထန်စွာနဲ့ထိခိုက်စေပါလေဝယ်လင်းရဲ့ခန္ဓာဖြူဖြော့သွားပြီးသူ့ရဲ့ခန္ဓာအနှံ့မှာသွေးစက်တွေကပေါ်လာပါတယ်နောက်ဆုံးမှတော့သူကစကားပြောပြီးရဲ့နောက်သူ့ရဲ့အသေးကအေးပြောသွားပါတယ်သူ့ရဲ့အတွင်းကလီစာ၅ပါးတည်းက၄ခုကပြောက်ကွယ်သွားပြီးသူ့ရဲ့အသက်စွမ်းကိုဖျက်တောက်လိုက်ပါတယ်ပြောက်ကွယ်သွားနေတဲ့ရှေးအောင်ထီးကြီးကရုတ်တရက်ခြေရလက်ရမကြံပြောက်ကွယ်သွားပါတယ်ပစ္စမနှလုံးနှလုံးမရှိတောက်မရှိဘူးအမျိုးသမီးကဝယ်လင်းကိုအေးစေးတင်ငိမ်စွာနဲ့ကြီးလိုက်ပါတယ်သူမရဲ့လက်ကဖင်းရင်းစွာနဲ့ကွင်းညွန့်ပြီးသူ့ရဲ့လက်ကလက်တီကလုံး 去夺宝嘞。 လတိတလုံးကိုဖွဲပြီးရဲ့နောက်သူကဝလင်းစီကိုညှင်သာစွာနဲ့လတိတစ်ချက်ကိုပြစ်လွတ်လိုက်ပါတယ်ဝလင်းကသူ့ရဲ့ရင်ဘတ်ထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်သူ့ရဲ့နှလုံးခုန်ကရက်သွားပြီးဖင်းရင်းစွာနဲ့ကြောက်ဖြစ်သွားပါတယ်မျက်စိတမိတ်တွင်မှပဲကြောက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်သူ့ရဲ့နှလုံးကကြောက်ဖြစ်သွားတဲ့သူခံစားနေရတဲ့နာကျင်မှုကပေါ်ပြလို့မရနိုင်လောက်တော့ပါပဲဝလင်းနောက်မှာဝမ်းနဲ့ချီခွဲစွာနဲ့ဟိမ့်တဲ့တစ်ချက်ကိုမထုတ်ပဲမနေနိုင်ခဲ့ပါဘူးအမျိုးသမီးကသူ့လက်သီးကိုပြစ်လွတ်လိုက်တဲ့အခါတကြိမ်ချင်းမီဟိမ့်တဲ့နေရာပဲ့တင်ထပ်သွားပါတယ်ဝလင်းရဲ့ရင်ဘတ်ကခြိုက်ဝင် င်သွားပြီးသူက ရေခဲလေးရေပျော်ပြီးရေပြန်ဖြစ်သွားတဲ့အထိမြေပြင်စီကိုလွှတ်ထွက်သွားပါတယ်။ကောင်းကင်ဧကရီမိဖျားခေါ် ဝလင်းကရင်မင်းပြင်ပေါ်ကိုဒိုင်းကနေကျသွားပြီမင်းမနစ်မြုပ်သွားပါဘူးသူကနာကျင်မှုကိုကြကြန့်ခံရင်သူ့ရဲ့ညာလက်ကရင်မင်းပြင်ကိုရိုက်ပြီးပြန်ခုန်တက်လိုက်ပါတယ်သူကလှုပ်ဝက်ဆိုင်ကျတဲ့အမျိုးသမီးရပေးခဲ့တဲ့ကြောက်စင်းကိုတုံးပြီးတိမ်ပင်လေထဲကအကွဲချောင်းလေးကိုဝင်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဘာအကျိုးတရားမှုမှမရှိခဲ့ပါဘူးသူကမာယနာသားရဲ့ကိုစင့်ခေါ်ဖို့အတွက်ကြိုးစားပေမဲ့လည်းသူကမဖောက်နိုင်တဲ့ဒစိမ့်တစ်ခုပါရှိနေပြီးသူကမာယနာသားရဲ့ကိုအာရုံမခံနိုင်ပါဘူးနင့်မှာရှင်တန်ဖို့အတွက်လမ်းမရှိဘူးထမပြေးနိုင်ဘူး ဒါပေမဲ့နေရဒူးထောက်ပြီးတော့တောင်းပန်မယ်ဆိုရင်တော့ငါမင်းကိုရှင်တန်ဖို့အတွက်အခွင့်အရေးတစ်ခုကိုပေးကောင်းပေးနိုင်လိမ့်မယ်။အမျိုးသမီးရရေထဲကနေထွက်လာပြီးဝလင်းစီကိုရှောက်သွင်းညင်သာစွာနဲ့ပြောလိုက်ပါရင်ဝလင်းရဲ့မျက်နှာသွေးမရှိတော့ပဲသူကခြေလန်းနေငယ်နောက်ဆုတ်လိုက်ပါရင်ငါဝလင်းရောကောင်းကင်ဘုံတော့ဒူးမထောက်ဘူး။ဒါကြောင့်မင်းကိုဘာလို့ဒူးထောက်အောင်မလဲ။မင်းကငါ့ကိုအဆက်ခွဲခဲ့တယ်။ဒါကြောင့်ဒီနေ့ငါမသိရင်မင်းကအစတရာပြန်ပြီးတော့ပေးဆပ်လိုက်မယ်။ ဝယ်လင်းရဲ့မျက်လုံးတွေအတော့ပါလာပါလေသူကနာကျင်မှုကိုကြကြန့်ခံရင်အသက်မရှူဘဲကောင်းကင်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါလေလေစင့်ခေါ်ခြင်းမိုးစင့်ခေါ်ခြင်း ယတနာလနတဝလင်းရဲ့ခန္ဓာရွှေရောင်အလင်းတစ်ခုကိုထွက်လွတ်လိုက်ပြီးထိုအားကောင်းတဲ့ကောင်းကင်စွန်းအင်းက ကောင်းကင်စီကိုပြစ်လွတ်သွားပါတယ်အမျိုးသမီးရဝလင်းစီရရွှေရောင်အလင်းကိုအရင်ထဲကမြင်ဘူးပြီးသားဖြစ်ပါတယ်သူကအဲ့ဒါကိုနောက်တစ်ချိန်မြင်ရတဲ့အခါသူ့ရဲ့လှပတဲ့မျက်စံတွေကကျုပ်သွားပြီးသူ့ရဲ့နှလုံးသားထဲမှာကြီးမားတဲ့တန်တရားဖြစ်လာပြီးမဲ့သူကစကားမပြောပါဘူးသူကရှေ့ကိုတလန်းတိုးပြီးပို့ပြီးတော့မြင်မြန်လှူရှားလိုက်ပါတယ်ပြီးတော့သူ့ရဲ့ညာဘက်လက်ကိုမြောက်ကဝလင်းစီကိုနောက်တစ်ချိန်ဖိနှိပ်လိုက်ပါတယ် ကောင်းကင်ကတကြိမ်ကြိမ်မီဟိမ်ပြီးရွှေရောင်အလင်းတန်းတွေကိုထွက်လွတ်နေတဲ့အနေအောင်နဂါ73កောင်ကပေါ်လာကဟင်းယောက်စပြူလာပါတယ်ပြီးတော့ရွှေရောင်မိုးရီယာရွာကျလာပါတယ်မိုးစက်တိုင်းမှာဝက်လင်းရဲ့လက်ချက်နဲ့တည်ဆုံသွားခဲ့တဲ့ဝင်းညင်နေရာပေါဝင်နေပါတယ်မိုးရကျလာတဲ့လိန်နဲ့မိုးကဘာတစ်ခုကိုဖန်တီးလိုက်ပါတယ်ဝင်းညင်အများကြီးကပြက်ကွက်သွားပြီမဲ့အများကြီးကတော့ကြံနေပါသေးတယ်သူတို့အားလုံးကအဲ့ဒီအမျိုးသမီးစီကိုအပြေးလွှားနဲ့တွားကြပါတယ်ဟင်းဟောက်တန်နေရာပက်တင်ထက်နေတုန်းမှာပဲဝက်လင်းကရလက်ကိုမကြည့်ပဲဆက်ပြီးတော့နောက်ဆုံးနေပါတယ်သူ့ရဲ့မျက်လုံးထဲမှာအေးဆမ်းမှုတစ်ချက်က ပေါ်လာပြီးသူကကောင်းကင်ကိုနောက်တစ်ချိန်လက်ညှိုးနဲ့ထိုးလိုက်ပါတယ် တောင်ပြိုခွဲခြင်းမြေပြိုခြင်းဝလင်းကမြေပြိုခြင်းမှာညံလင်းမရသေးပေမဲ့သူရဲ့ချင်းချံမှုအစိမ့်နဲ့အတော့တူပါနိုင်ပါတယ်သူကလညုံနဲ့ထူလိုက်တာနဲ့ကြီးမားတဲ့မီးတောင်တွေကပေါ်လာပြီးကဘာမီအနှံ့တကြိမ်ကြိမ်မီဟိမ့်တက်နေရပိတ်တင်ထပ်သွားပါတယ်ဝလင်းရဲ့ကောင်းကင်ဆွေးရင်ကြောင့်ထိုးရဗိုက်ဖန်ရဲ့ဤပညာကိုတကယ်အစ်စ်မှန်ကောင်းကင်ဤပညာတစ်ခုအဖြစ်ပြောင်းလဲစေခဲ့ပါတယ်ထိုးရအားလုံးကကောင်းကင်ဧကရီမိဖုရားကောင်းကိုခုခံဖို့ကမလိုတော့ပါဘူးဝလင်းကလည်းထုံဤပညာတွေကိုတုံပြီးသူ့ကိုနောက်ဆုံးတော့လုပ်ဖို့အတွက်ရည်ရွယ်ချက်မရှိပါဘူးသူကဗိ Wi-Fi ရဲ့နောက်ဆုံးသောနည်းပညာကိုသုံးဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ် မောင်မိုင်းလာမင်းကြည်လင်ကောင်းကင်ဝင်လင်းကမောင်မိုင်းလာမင်းကြည်လင်ကောင်းကင်ကိုတခါပဲမြင်မှုခဲ့ပြီးထိုရောင်ဆင့်ခွန်မီရဲ့အယောင်ခွန်းပါးနဲ့ပဲထဲမှာကောင်းကင်အရှင်ချင်းရွှေအားတုံးခဲ့တာဖြစ်ပါလေသူတို့ကဘိုင်ဖန်ရဲ့ဤပညာ၆ခုလုံးကိုကျင့်ကြံခဲ့တဲ့တပည့်ညီကိုတွေဖြစ်ကြပါလေဝင်လင်းကအစောထက်ဆုံးမောင်မိုင်းလာမင်းကြည်လင်ကောင်းကင်ကိုစိတ်ကြိုက်တုံးနိုင်မှုချင်းလင်းလောက်ကျွမ်းကျင်မှုမရှိပါဘူးတို့ရတဲ့သူကအဲ့မတိုင်ချင်းဤပညာအလုံးကိုတုံးပြီးမောင်မိုင်းလာမင်းကြည်လင်ကောင်းကင်ကိုအတင်းကျက်တဲ့အသက်သွင်းနိုင်ပါလေသူကအဲ့ဒါကိုတခါမြင်မှုပါလေဒါကြောင့် ူရဲ့လက်ရှိကျင့်ကြံမှုအစဉ်နဲ့နှစ်ပေါင်း2000ကျော်ညံလင်းရမှုနဲ့အ ਨੇ စုံဒလောက်လုပ်ဖို့ကတော့မခက်ခဲပါဘူး။တချိန်ချင်းမိဟိန်တန်နေရပဲ့တင်ထက်နေတော့မှပဲအမျိုးသမီးရထုံနီးပညာအလုံးထဲရနေအေးဆေးတင်ငိမ်စွာနဲ့ရှောက်ထွက်လာပါတယ်။သူတို့ကသူ့အပေါ်မှာအတုံးဝင်ပါဘူး။ဒိုးရတယ်သူရှောက်ထွက်လာတဲ့ဝလင်းကကောင်းကင်ကိုဟိန်ဟောက်လိုက်ပါတယ်။မောင်မိုက်လာမင်းကြည်လင်ကောင်းကင် ဝယ်လင်းရဟိတ်လိုက်ရင်အမျိုးသမီးကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်သူကလက်ညှိုးတစ်ချက်ထိုးလိုက်တာနဲ့သူ့ရဲ့မျက်နှာပေါ်မှာတောက်ပါတဲ့လာမင်းတစ်ခုကပေါ်လာပါတယ်လာမင်းကပေါ်လာချိန်မှာအမျိုးသမီးရဲ့မျက်နှာအမူအရာပြောင်းလဲသွားပြီးသူ့ရဲ့ခြေလန်းနေရာပထမအဆုံးအချိန်ဖြစ်ရပ်တန့်သွားပါတယ်လာမင်းမဲခိုင်ပထမပုံစံဟုတ်တယ်ဘိုင်ဖန်ကိုအဲ့အဖိုးကြီးကမခေါ်သွားခင်မှာ သူကလာမင်းမဲခိုင်ရဲ့တစ္ဆာဖောက်တယောက်ပဲ အမျိုးသမီးရဲ့မျက်နှာပေါ်ကလာမီးမဲရအလီမြန်နဲ့စူးစီးသွားပြီးသူ့ကိုရုပ်ပြက်ဆင်းပြက်ဖြစ်စေခြင်းတလို့အကွဲเจ้าနေထဲမှာပေါ်လာပါတယ်အကွဲเจ้าနေရာတုံလို့เสียရကောင်းပြီးလက်ဆက်တဲ့သွေးတွေရာစီးကြလာပါတယ်အမျိုးသမီးရညှူတန်တစ်ချက်ကိုထုတ်လွှတ်လိုက်ပြီးသူ့ရဲ့မျက်လုံးနေရာအလုံးမယုံအစ်ဆက်သွားပါတယ်မင်းသားဒုတိယပုံစံဖြစ်တဲ့လာမီးမဲမိုးမွေော်နဲ့တတိယပုံစံဖြစ်တဲ့လာမီးမဲလေအေးကိုသာတိခဲ့မယ်ဆိုရင်ဒီနေ့မင်းရဲ့တည်ခြင်းတရားနေလွမြောက်နိုင်ကောင်လွမြောက်နိုင်လိမ့်မယ် ဒါပေမဲ့ပထမပုံစံတစ်ခုထဲနဲ့ဆိုရင်တော့ငါမင်းကိုတတ်လိုက်တာနဲ့အဲ့ဒါကိုငါဖယ်ရှားနိုင်တယ်အမျိုးသမီးကသူ့ရဲ့မျက်နှာလာတဲ့ပြင်းထန်တဲ့နာကျင်မှုကိုကြကြန့်ခံပြီးဝင်လင်းစီကိုဥတီသွားပါတယ် သူကလာမေးမဲခိုင်းရဲ့နီးပညာကိုသိပါတယ်လာမေးမဲခိုင်းရဲ့နီးပညာတွေကအလိုမယုံပြင်းထန်ပါတယ်သူတို့ကချက်ချင်းမတက်ပဲနာကျင်မှုကိုတိုးပြီးရင်တိုးပြီးဆက်လက်ဖြစ်ပေါ်စေပါတယ်သူတို့ကကြာရှည်လေးလေးသူတို့ကိုဖယ်ရှားဖို့ကပိုပြီးတော့ခက်ခဲလိပါထိုးချိန်မှာသူကဝလင်းစီကိုပြင်းဝင်သွားပြီးချက်ချင်းဆုတ်တလို့ဝလင်းနောက်ရောက်သွားပါတယ်သူရဲ့လက်ကလက်သေးပုံစံဖြစ်သွားပြီးဝလင်းပုတ်ကိုရက်ဆက်စွာနဲ့ဖိချလိုက်ပါတယ်ဝလင်းရဲ့မျက်လုံးထဲမှာယူသွမှုကပေါ်လာပြီးသူရဲ့ညာလက်ကိုမြှောက်လိုက်ပါတယ်မောင်မိုက်လာမင်းကြည်လင်ကောင်းငင်ကိုတုံးပြီးရင်နောက်သူကလက်တီတလုံးကို ဖွဲ့ပြီးအမျိုးသမီးစီကိုတစ်ချက်ပြတွင်လိုက်ပါရီထိုလက်သီးမှာရှေးအောင်စွာကပါဝင်နေပေမဲ့ပြက်သုံးချင်းမြေမှာတောင်မနီငတ်အိုကြီးစီကနေသူတင်ယူခဲ့တဲ့အစွမ်းထက်ဆုံးသောလိမ့်နက်ဤပညာကိုလည်းတုံးလာပါရီ ဝက်လင်းရဲ့လက်တီပလက်မှာတုံခါမှုလိုင်းနေရာလိုင်းကဲဖြစ်ပေါ်စေပါလေအဝေးရချင်းရင်ထိုလိုင်းကဲတရားဝက်လင်းရဲ့အမျိုးသမီးချားနေရာကိုရေမျက်နှာပြင်တစ်ခုလိုဖြစ်နေစေပါလေသူတို့နှစ်ယောက်လုံးကထိုမျက်နှာပြင်ရဲ့ဗန်းနဖန်းကနေတွေ့ဆုံကြပါလေတချင်းချင်းမိဟိန်းတန်နေရာကဘာအနှံ့ပဲ့တင်ထက်သွားပါလေဝက်လင်းကသူ့အစွမ်းကုန်ထုတ်သုံးပြီးပြန်ကန်အားအားလုံးငားရန်ကအမျိုးသမီးရဲ့လက်နဲ့တိုက်မိတော့ပါလေပြင်းထန်တဲ့နာကျင်မှုကသူ့ရဲ့ခန္ဓာကိုပြင်းထန်သွားပြီးသူ့ရဲ့ခန္ဓာပြုတ်ကွဲတော့မလို့ခံစားရစေပါလေသွေးမြူတွေကသူ့ရဲ့ခန္ဓာကနေပောက်ကွဲထွက်လာပြီးသူ့ရဲ့ဝေစားတွေကိုအနီးအောင် တော့ဆိုးသွားစီပါတယ်။သူ့ရဲ့ညာဘက်လက်မောင်းကအစ်စ်ကနေတွိုးကျိတ်သွားပြီးသူကနောက်ကိုလွတ်ဆင့်သွားပါတယ်။သူ့ရဲ့ခန္ဓာထည်ကညင်းပဲ့ဆွာကဒေါသပုံထပြီးမခံမရနိုင်အောင်ဖြစ်နေပေမဲ့သူကအဲ့ဒါကိုအမြင့်တမြင်စာလုံးနဲ့ဖိနှိမ်ထားနိုင်ပါသေးတယ်။အမျိုးသမီးရလည်းနေလို့မကောင်းပါဘူး။သူ့ရဲ့ပါးစပ်တော့ကနေတွေးရရာစီးချနေပြီးသူကပေးရပေါင်းများစွာနောက်ဆုတ်သွားပါတယ်။သူ့ရဲ့ခန္ဓာကတုန်ခါနေပြီးလာမင်းမဲရနောက်တစ်ချိန်ပေါ်လာပါတယ်။အကွဲချောင်းနေရာပုံများလာပြီးလာမင်းမဲရသူ့ရဲ့လေပင်အထိပြန့်နှံ့သွားပါတယ်။ပြန့်နှံ့သွားတဲ့အမြဤပညာသူ့ရဲ့ရဆက်မှုကိုပြသလိုက်ပါ ်ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်အမျိုးသမီးရတွင်းင်းတဲ့ညဉ့်ညူတန်တစ်ချက်ကိုထုတ်လွှတ်လိုက်ပါတယ်ထိုးချိန်မှာသူကလုံးဝကိုရုပ်ပြက်ဆင်ပြက်ဖြစ်နေပြီးတစိတကောင်လိုပါပဲမှောင်ပိုင်းလာမင်းကြည်လင်ကောင်းကင်ကနေရတဲ့ထိခိုက်မှုကြောင့်အမျိုးသမီးရတွင်းရန်ထုတ်ပြီးပေရပေါင်းများစွာနောက်ဆုတ်သွားပါတယ်သူကရုတ်တရက်မော့ကြည့်ပြီးဝယ်လင်းကိုစိုက်ကြည့်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ညာလက်ကိုဝင်ရင်လိုက်တော့ရှေးဟောင်းဆောင်တလက်ကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်အမျိုးသမီးရဝယ်လင်းကိုနက်နက်ဆိုင်ကြည့်ပြီးရှေးဟောင်းဆောင်ကိုထိလိုက်ပါတယ်ဆောင်းတန်ကကဘာအနှံ့ကိုပဲ့တင်ထပ်သွားပါတယ်တေးခီတာဆက်လက်ဖြစ်ပေါ်နေ ်ကောင်းကင်ကိုတုံခါစီရတဲ့တက်ဖြက်လူစိတ်ကဖြစ်လာပါတယ်တေကိတာပို့ပြီးတော့အရေးတကြီးဖြစ်လာပြီးဝလင်းရဲ့စိတ်ထဲကိုဝင်ရောက်သွားကမမြင်နိုင်တဲ့လိုင်းကြက်တွေဟာသူ့ကိုဘုံကျဲနေတယ်လို့ခံစားရစေပါတယ်ထိုရာသူ့ကိုပေပေါင်းထောင်ချီနောက်ဆုတ်သွားစေပြီးသူ့ရဲ့ခန္ဓာကနေတွေးရယူစိတ်လာစေပါတယ်ငါရဲ့စောင်းတန်အရင်ကောင်းကင်ဧကရိကပဲကြားနိုင်တဲ့အရာတစ်ခု နေရဒီနေ့အဲ့ဒါကိုကြားရတဲ့အတွက်နေရတည်သွားတဲ့အခါမှာတော့ပြုံးနိုင်ပြီငါရဲ့မာယနာနိုင်ငံမှာမြုပ်နယ်ချင်းတချင်းကိုနားထောင် အမျိုးသမီးရဲ့အတန်းအစ်စေးတည်ငြိမ်ပြီးရှေးအောင်ဆောင်းဖို့ပါသူ့ရဲ့လက်ကပုံမြင်ရင်းမြန်လာပါတယ်။စောင်းတန်ကဘာကြီးကိုပြင်းထန်သွားပေမဲ့နဆိုးအတွေးတွေကဝန်လင်းရဲ့စိတ်ကိုပြင်းထန်သွားသလိုခံစားရပါတယ်။မီးမတွနိုင်တဲ့နဆိုးအတွေးတွေကဝန်လင်းရဲ့နှလုံးသားကိုဆုတ်ဖျဲချင်နေပါတယ်။ဝန်လင်းကသူ့ရဲ့ပါးစပ်တော့ကနေအတွေးတွေစီးကြရင်စိတ်ဆင်းရဲစွာပြုံးလိုက်ပေမဲ့သူကရေမောစာပြူလာပါတယ်။မာရင်တော့နိုင်ငံမှာမြုပ်နှံခြင်း တကယ်ကိုကောင်းတာပဲသူကရေမောနေဝယ်လင်းကလှဲ့လိုက်တော့သွေးရောင်အလင်းတစ်ချက်ကလေးလက်သွားပါတယ်မိန်ဖြောင်းနေတဲ့သွေးသားပေါ်လာပြီးလေထဲမှာဟိန်းဟောက်လိုက်ပါတယ်ချက်ချင်းဆိုးသလိုနောက်ထပ်အမျိုးသမီးတစ်ယောက်ကဝယ်လင်းနောက်ကနေတိတ်ဆိတ်ဆော်နေရှောက်ထွက်လာပါတယ် ူကပေါ်လာတဲ့အချိန်မှာသွေးဒါသူ့စီကိုပြစ်လွတ်သွားပါတယ်ဝန်လင်းကသူ့ကိုတွေးရှိနေတာသူကအံ့ဩမနေပါဘူးသူကဒါနောင်မလုံနိုင်ရင်သူတို့ကသူ့ကိုတတ်ဖို့ထိုးအစီစဉ်ကိုချမှတ်အကြုံမနှက်ပါဘူးသူကသွေးဒါကိုသူ့ကိုထိုးဖောက်ခွင့်ပြုလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကပုံရောက်တစ်ခုဖြစ်ပြီးသူကဝန်လင်းရဲ့မျက်လုံးထဲမှာသာတည်ရှိပြီးတကယ်ခန္ဓာမရှိသလိုပါပဲသူကနှင်းသာစွာနဲ့ပြုံးလိုက်ပါတယ်ရှေးစကားတစ်ခုပါရှိပါတယ်တစ်ချက်ပြန်ကြည့်လိုက်ပြီးပြုံးလိုက်တာတက်ရှိအားလုံးကိုညှိုးငင်နိုင်ပါတယ်သူကနောက်ပြန်မလဲလိုက်ပြင်မဲ့အဲ့ဒီပြုံးကကဘာကြီးကိုလင်းထိတ်သွားစေပြီးမြုံနိုင်လောက် ောင်းလှပနေပါလေအမကြီးရဲ့စောင်းတန်ကိုမကြားရတာအတော်လေးကိုကြားပြီဒီနေ့ကြားနိုင်တာမင်းရဲ့ကျေးဇူးကြောင့်ပဲသွေးသားအတုံးဝင်ပဲနောက်ကိုလွှင့်ဆင်သွားပြီးဝက်လင်းကိုပချလက်ပတ်နေပါလေဝက်လင်းကသွေးသားကိုပြစ်လွတ်လိုက်တဲ့အနောက်ဆုံးနေနေပြီးသားပါစောင်းတန်ကကဘာကြီးကိုပြင်းနေရင်တက်ဖြတ်လူစိတ်ကပြင်းနေနေပါလေငါမင်းကိုတကယ်မတတ်ချင်ဘူးတကယ်ခန္ဓာမရှိတဲ့အမျိုးသမီးရောဝက်လင်းကိုကြည့်လိုက်ပါလေသူကကြောက်စိမ့်လို့လက်ကိုမြောက်ပြီးဝက်လင်းကိုညင်သာစွာနဲ့လက်ညှိုးထိုးလိုက်ပါလေငါရဲ့ကောင်းကင်ဝိညာဉ်နဲ့ရှေးဖြစ်ဟောတယ် မင်းရအသက်ရှူချိန်၃ချိန်အတွင်းမှာတည်ရလိမ့်မယ်။ငါရဲ့ခံမှန်းချက်ကငါဝိညာဉ်ကိုတွန်းအားပေးအဖြစ်နဲ့အမှန်တကယ်ဖြစ်လာလိမ့်မယ်။အမျိုးသမီးရပြုံးပြီးဝန်လင်းကိုခေါင်းကြီးပြလိုက်ပါတယ်။ ထိုရှိပိဟောနီးပညာအလုံးစုံမြင်ရှိသူရဲ့နီးပညာနဲ့ဆင်တူဝင်မဲ့ထိုအမျိုးသမီးရတုံးဆွဲပုံကတော့အလွန်အမကွာခြားပါတယ်သူကစကားပြောပြီးရတော့လက်တီးတစ်လုံးရွယ်အနေအောင်စဝိုင်းနေရာဝင်လင်းရဲ့ခန္ဓာအနှံ့မှာပေါ်လာပါတယ်အနေအောင်စဝိုင်းနေရာပေါ်လာတဲ့အချိန်မှာပဲသူတို့ကရူရင်းပြက်စည်းစားပြုလာပါတယ်ဝင်လင်းရဲ့ခန္ဓာတုန်ခါသွားပြီးတည်ခြင်းတရားရောက်ရှိလာတော့မလို့ခံစားလိုက်ရပါတယ်ငါမှန်းကြည့်မယ်မင်းရဲ့ခန္ဓာပထမအသက်ရှူချိန်မှာပုတ်တိုးသွားလိမ့်မယ် အမျိုးသမီးရဝင်လင်းကိုကြည့်ရင်ပြုံးလိုက်ပါလေဝင်လင်းရဲ့ခန္ဓာအနှံ့မှာအနေအောင်ဆောင်းဝိုင်းအမြောက်အများသူ့ရဲ့ရိုးတွေကိုမြင်နိုင်တဲ့အထိသူ့ရဲ့ခန္ဓာထဲကိုနှဆိုင်စွာနဲ့ထိုးဖောက်ဝင်ရောက်သွားပါလေသူ့ရဲ့ရိုးတွေတော့အနေအောင်ဖြစ်သွားပြီးချိန်မွားစားပြူလာပါလေစောင်းတန်ဟပို့ပြီးတော့ရေးတကြီးဖြစ်လာပြီးအမျိုးသမီးရဲ့ညင်တာတဲ့စကလုံးနေနဲ့ပေါင်းဆက်သွားပါလေထိုးရရိုးရင်းနေတဲ့အနေအောင်ဆောင်းဝိုင်းနေထဲကိုပြေးဝင်သွားပြီးသူ့ရဲ့ခန္ဓာကိုဆုတ်ခဲပစ်လိုက်ပါလေငါခမန်းကြည့်မယ်မင်းရဲ့ရိုးတွေဟာဒုရီယာအသက်ရှူချိန်အတွင်းမှာပြုတ်ကွဲသွားလိမ့်မယ် ဖောက်ဖောက်ဆိုတဲ့အတန်ဒီရဝလင်ရဲ့ခန္ဓာထည်ကနေထွက်ပေါ်လာပြီးမရေမတွနိုင်တဲ့အကွဲเจ้าနေရသူ့ရဲ့မဲနှက်နေတဲ့အရိုးလေးပုံမှာပေါ်လာပါတယ်အကွဲเจ้าနေရပြက်နှက်သွားပြီးသူ့ရဲ့ဥကောင်းခွန်အောင်အလားတူကံကြမ္မာကိုပဲခန်းစားနေရပါတယ်သူ့ရဲ့ခန္ဓာအသာပွင့်လေးမြင့်တာဖောက်မြင့်နေအနေအောင်အကွဲเจ้าနေရပြက်နှက်လာတဲ့အမျှသူ့ရဲ့ခန္ဓာထည်ကအရိုးအလုံးကပြုတ်ကွဲတော့မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်အချို့နေရာတွေကတော့ချိန်မော့သွားနေပါပြီ ထိုနေရာမှာခန်းစားနေရတဲ့နာကျင်မှုကပထမကောင်းကင်အေဂရီမီဖီးယားကောင်ရဲ့မြုံနှံခြင်း၅ပါးနှီးပညာအနေ သူခန်းစားခဲ့ရတာထက်မလျော့ပါပါဘူးဝယ်လင်းကနောက်ဆုံးနေရင် သူ့ရဲ့အသက်ဆိုရင်အာလုံကအလီမြန်နဲ့ပြောက်ွယ်သွားပြီးသူကတည်ခြင်းတရားစီကိုဖင်းချင်းစွာနဲ့ရှောင်လန်းနေပါတယ်သူကပြပြင်းထထန်ကိုဒဏ်ရနေပြီသားဖြစ်ပြီးသူ့ရဲ့ခန္ဓာထေရဒေါသပုံထားနေတဲ့ညင်ပဲ့စွာကိုမနဲ့ထိမ့်ချုပ်ထားရပါတယ်သူကအတွင်းကလိစာ၅ပါးကလည်းပျောက်ဆုံးသွားပြီဖြစ်ပြီးအခုတော့ရှစ်ပြည့်ဟောနှီးပညာအောက်မှာသူ့ရဲ့အဆုံးသတ်နီးကပ်နေပါပြီဒိုးဝရင်ဝယ်လ လင်းကလေးကိုမထုတ်ယူသေးပါဘူး။သူကတေလူနီပါဖြစ်နေပေမဲ့သူကတေဆုံးတာမဟုတ်သေးပါဘူး။အေကရစ်ကမပေါ်လာသေးပါဘူး။ပြီးတော့သူကထိုကောင်းကင်အေကရစ်မိဖုရားကောင်နှစ်ယောက်ကနောက်ဆုံးလူတွေဖြစ်မယ်လို့မယုံကြည်ပါဘူး။ဝယ်လင်းကသူကလေးကိုတစ်ချိန်ပဲတုံးနိုင်စွမ်းအားရှိတယ်ဆိုတာကိုသိပါတယ်။ထိုမြားအေကရစ်နဲ့ထိုနေရာမှာရှိတဲ့လူတိုင်းကို ပြင်းပြင်းထန်ထန်မထိခိုက်စေနိုင်ဘူးဆိုရင်သူကတကယ်ပဲတည်ဆုံးသွားပါလိမ့်မယ်။သူကနောက်ဆုံးအချိန်ထိလေးကိုမထုတ်ယူနိုင်ပါဘူး။အမျိုးသမီးရဝန်လင်းကိုချစ်သူတယောက်ကိုကြည့်တယ်လို့မျိုးညင်သာစွာနဲ့ကြည့်လိုက်ပါရင်သူပဲကြောက်စင်းလို့လက်ကဝန်လင်းကိုညှို့ပြရင်နောက်ဆုံးစကလုံးကိုရေအိုးလိုက်ပါရင်ငါခတ်မှန်းတယ်။တတိယအသက်ရှူချိန်ကဝိညာဉ်တည်ဆုံးခြင်း။သူ့ရဲ့အတန်ညင်သာပြီးစောင်းနဲ့ပေါင်းဆက်သွားပါရင်ကောင်းကင်ဧကရီမိဖုရားခေါင်းလေးယောက်ကဝန်လင်းကိုတတ်ဖို့အတွက်တစ်ချိန်တည်းမှာပဲမတူညီတဲ့နီလန်းတွေကိုတုံးလိုက်ကြပါရင် တို့ရဲ့စွာတွေအားပေါင်းစပ်နေပါတယ်။တပိုင်းရဝင်လင်းရဲ့စိတ်ကိုနှောက်ရက်ပြီးနောက်တပိုင်းရတော့ရှိပိဟော်နီးပညာကိုတုံးကဝင်လင်းကိုဖိနှိပ်ပါတယ်။နှစ်ခူးကအပြဲလဲဖြည့်စည်းပေးနေပြီးထိုးရာချိုတင်စီစဉ်ထားတယ်ဆိုတာသိတာနေပါတယ်။သူကနောက်ဆုံးစကားကိုပြောလိုက်တာနဲ့ဝင်လင်းကတုံးလုံးစရာဟိမ့်သက်တဲ့ချက်ကိုထုတ်လွှတ်လိုက်ပါတယ်။ဝင်လင်းကထိုးရှိပိဟော်နီးပညာကိုနားမလည်နိုင်ပေမဲ့အဲ့ထဲမှာအကောင်တဲ့အဖြတ်စွာကပေါင်းဝင်နေတယ်ဆိုတာကိုတော့သူကပြောနိုင်ပါတယ်။ဝင်လင်းရဲ့အသားတွေအားယိုရင်းပြီးသူ့ရဲ့ရိုးတွေအားချိန်မော့သွားပါတယ်။ပြင်းထန်တဲ့နာကျင်မှုကသူ့ရဲ့ခန္ဓာထဲကိုစီးဝင်လာပြီး သူ့ရဲ့ခန္ဓာပြုတ်ကွဲတော့မဲ့လက္ခဏာကိုပြသနေပါတယ်ဒိုးဝရင်ထိုးချိန်မှာပဲဝန်လင်းကသူ့ရဲ့ညာလက်ကိုမြောက်ပြီးသူ့ရဲ့နှစ်ဖူးကိုရိုက်လိုက်ပါတယ်ဒီလိုလှုပ်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကတချိန်ချင်းနဲ့မိဟင်းသွားပါတယ်သူ့ရဲ့ခန္ဓာကမိုင်နာသားရဲ့ထဲမှာအချိန်ပေါင်းများစွာပြုတ်ကွဲပြီးပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်ရှင်ဟောင်းမျိုးနဲ့ဇူရဲ့ကောင်းကင်ဘုံသားတွေရဲ့ပေါင်းဆက်မှုဖြစ်ပါတယ်အယူရဲ့လက်စွမ်းကြောင့်သူ့ရဲ့ကောင်းကင်ခန္ဓာအခုဆိုရင်90ရာခိုင်နှုန်းမတိမျိုးကောင်းကင်ခန္ဓာဖြစ်နေပါပြီပြည်ပြည့်စုံချင်းတော့မရှိသေးပေမဲ့မတိမျိုးစွာကပေါင်ဝင်နေနေပါပြီ ထိုအကြက်တဲချိန်သာမဟုတ်ရင်ဝယ်လင်းကပြောင်းလဲမှာမဟုတ်ပါဘူး။ तू ပြောင်းလဲလိုက်တာနဲ့သူ့ရဲ့ခန္ဓာတွေကညင်းဘက်စွာကထိမ့်မနိုင်တိမ့်မနိုင်ပောက်ကွက်ထလာပါတယ်။ထိုချိန်တလျှောက်လုံးညင်းဘက်စွာကသူ့ရဲ့ခန္ဓာထဲမှာဒေါသပုံထားနေပြီမယ်။ဝယ်လင်းကအဲ့ဒါကိုထိန်းချုပ်ထားခဲ့ပါတယ်။သူကရင်သူကသူ့ရဲ့ရှေးရောင်နှဖျားခန္ဓာကနေကောင်းကင်ခန္ဓာကိုပြောင်းလိုက်တဲ့အခါသူ့ရဲ့ထိန်းချုပ်မှုကပြုတ်ကွဲသွားပါလိမ့်မယ်။ညင်းဘက်စွာကလုံးဝပောက်ကွက်ထွက်သွားတာနဲ့ဝယ်လင်းကအဲ့ဒါကိုနောက်တစ်ချိန်ဖိနှိပ်ဖို့အခွင့်အရေးအလုံးကိုဆုံးရှုံးသွားပါလိမ့်မယ်။ထိုအရာကျိုးလွတ်သွားတဲ့မြင်းရိုင်းတစ်ကောင်လိုပါပဲ။ ထိုးရောင်နောက်တစ်ချိန်ပြန်ဖမ်းဖို့ကမဖြစ်နိုင်တော့ပါဘူး။ဒိုးဝရင်ထိုးချိန်မှာသူကအဲ့အကြောင်းစဉ်းစားဖို့လည်းအချိန်မရှိပါဘူး။သူ့ရဲ့ဝိညာဉ်ကပြုတ်ကွဲတော့မဲ့အချိန်မှာသူ့ရဲ့လက်ကကြောက်လာပြီးသူ့ရဲ့ခန္ဓာကနေရွှေရောင်အလင်းနေရာတောက်ပလာပါလိမ့်။ထိုးရွှေရောင်အလင်းကတောက်ပပြီးအရင်မျက်နှာအလုံးကိုပြည့်နှက်သွားပါလိမ့်။ အဝေးရဟင်းသားဗရာကျုံတော့အလင်းကြောက်ရွှေအောင်ဖြစ်သွားပါလေရေခဲထဲရလူကရေခဲလေးကိုအေးပျော်စေပြီးဖြူဖြောနေတဲ့မျက်နှာနဲ့ရှောက်ထွက်လာကစားပဲရှိပါသေးတယ်သူကချက်ချင်းဆုတ်တလို့ဆူးရှားတဲ့အလင်းရောက်ကိုမြင်လိုက်ရပြီသူရဲ့မျက်နှာအမူအရနောက်တစ်ချိန်ပြောင်းလဲသွားပါလေရွှေအောင်အလင်းရပြန့်နှံ့သွားတယ်ဝန်လင်းရဲ့ရှေးအောင်နှဖျားခန္ဓာပြောက်ွက်သွားပြီးသူရဲ့ရှေးအောင်နှဖျားကျေလေးထဲမှာပုန်းနေလိုက်ပါလေသူရဲ့ခန္ဓာကိုယ်ကအဆုံးမဲ့အလင်းရောက်ကိုထုတ်လွတ်ပြီးမတိမ်မျိုးကောင်းကင်ခန္ဓာဖြစ်သွားပါလေမတိမ်မျိုးကောင်းကင်ခန္ဓာပေါ်လာပြီးရဲ့နောက်အဲ့ဒီညင်သားတဲ့စကလုံးတွေပြောခဲ့တဲ့အမျိုးသမီးရဲ့မျက်နှာအမူအရ တီးတောက်ပြောင်းလဲသွားပါလိမ့်။သူ့ရဲ့မျက်လုံးတွေကမြုံကြည်နိုင်မှုတွေနဲ့ပြင်းထန်နေပါလိမ့်။သူကကောင်းကင်ဧကရင်နဲ့တူညီတဲ့ကဘာကနေလာတာဖြစ်ပါလိမ့်။ဝယ်လင်းရဲ့ပြောင်းလဲမှုမြင်ရတဲ့အခါသူကဒါနာရီတစ်ခုကိုစဉ်းစားမိသွားပါလိမ့်။ဝယ်လင်းရဲ့မတင်မျိုးကောင်းကင်ခန္ဓာပေါ်လာတဲ့အခါသူ့ရဲ့အတွင်းထဲမှာထူးဆန်းတဲ့ရှေးဘေဟော်နီးပညာပောက်ကွဲထွက်သွားပါလိမ့်။ဝယ်လင်းရဲ့မတင်မျိုးခန္ဓာပြုတ်ကွဲသွားပါလိမ့်။ဒိုးရတဲ့ပြုတ်ကွဲသွားနေရွှေရောင်အလင်းတစ်ချက်ကလင်းလက်သွားပြီးနောက်တစ်ချိန်ပြန်လဲဖွဲ့စည်းသွားပါလိမ့်။ညင်သာတဲ့မျက်နှာအမူအရာနဲ့အမျိုးသမီးရပုံရောက်တွေ့တလို့အန်ထုတ်ပြီးခြေလန်း ်နှင်းငယ်နောက်ဆုတ်သွားပါတယ်သူရဲ့ရှိပိဟော်နီးပညာကလည်းပျက်စီးပြီးသူရဲ့စိတ်ကိုထိခိုက်သွားစေပါတယ်ဒိုဝါရင်ထိုးရအားလုံးကသူခံစားနေရတဲ့ကြောင်ရွံ့မှုနဲ့မေယုံချင်နိုင်မှုကိုရှင်းလို့မရပါဘူးသူကမူလာဝင်လင်းရဲ့အသွင်ပြင်ကိုယင်းနည်းတလို့ခံစားရပြီးတန်တရားတွေရှိနေခဲ့ပါတယ်ဒိုဝါရင်သူ့ရဲ့ခန္ဓာကပြိုကွဲပြီးရွှေရောင်အလင်းကပြန်လဲဖွဲ့စည်းလာတာကိုမြင်ပြီးတဲ့နောက်သူ့ရဲ့မျက်နှာမူရာကလုံးဝပြောင်းလဲသွားပါတယ်မတိမျိုးကောင်းကင်ခန္ဓာကိုအမျိုးသမီးရတုံလုံးသွားပြီးအလိုလိုနောက်ဆုတ်သွားပါတယ်သူ့ရဲ့မျက်လုံးတွေကကြောင်ရွံ့မှုနဲ့ပြင်းထန်နေပါတယ်မင်း မိမတကယ်ဦးပဲမတိမျိုးကောင်းကင်ခန္ဓာရှိနေတယ်။ကောင်းကင်ဘုံသားအလုံးကကိုးကွယ်ရတဲ့မတိမျိုးကောင်းကင်ခန္ဓာကိုမင်းကဒီနေရာလာတဲ့ဇာတိချင်းညက်တို့တယောက်မဟုတ်ဘူး။မင်းမင်းကဘာလို့လဲ။ပြီးတော့ကောင်းကင်ဘုံဧကရစ်နဲ့ဘာပတ်သက်မှုရှိနေလဲ။အမျိုးသမီးရဝင်လင်းရဲ့ခန္ဓာပြောင်းလဲမှုတွေအကြောင်းတုံ့လုံသွားပါတယ်။သူ့ရဲ့စိတ်ထဲမှာမင်းရင်မတွက်နိုင်တဲ့ကောင်းကင်မူချိုးတွေကပောက်ကွဲထွက်သွားသလိုတကြိမ်ကြိမ်နဲ့မြည်ဟင်းသွားပါတယ်။ငါငါသူ့တက်လို့မဖြစ်ဘူး။ သူ့ရဲ့ပြောင်းလဲမှုကသူတို့အလုံးမင်းုံမှာကြောင်ရုံမှုကိုခံစားစီပါတယ်။ကောင်းကင်ဧကရစ်ကိုရင်ဆိုင်ရုံကထက်အစာပေါင်းများစွာပို့ပါတယ်။ သူတွေမကပဲစောင်းတင်းနေတဲ့အမျိုးသမီးရလေတုံခါသွားပြီးသူ့ရဲ့ဆောင်းဝါးရက်တန့်သွားပါလိမ့်။သူကရွှေရောင်အလင်းနဲ့ဖုံးလွှမ်းနေတဲ့ဝင်လင်းကိုမှင်သက်စွာနဲ့စိုက်ကြည့်နေပါလိမ့်။ရွှေရောင်အလင်းထဲမှာမုန်တိုင်းတစ်ခုကဝင်လင်းရဲ့ခန္ဓာထဲမှာဖြတ်သွားပါလိမ့်။ထိုမုန်တိုင်းကလုံးဝကိုပောက်ကွက်ထွက်သွားတဲ့ညစ်ပဲစွာပါ။သူရဲ့ခန္ဓာကိုယ်ကကောင်းကင်ဧကရီမိဖုရားကောင်နှစ်ယောက်ရဲ့အကြီးအောက်မှာရုတ်တရက်ပြုတ်ကွဲသွားပါတယ်ပြုတ်ကွဲသွားပြီးရဲ့နောက်နောက်တစ်ချိန်ပြန်လဲဖွဲ့စည်းလာပါတယ်ဒီလိုအချိန်ချင်းထခထခဖြစ်ပြီးရဲ့နောက်စောင်းတီးရရက်သွားတဲ့အမျိုးသမီးကတွားမရောက်အောင်အကျိတ်လိုက်ပါတယ်ထိုးအချိန်မှာ လာမီမဲရလေပူပြီးတော့ပြင်းနေလာပါတယ်သူသားဝန်လင်းကိုမတက်ရင်ထိုးရသူ့ရဲ့ပုံရိပ်ကူပေါ်ကိုတက်ရုံနဲ့မကပဲသူ့ရဲ့မူလခန္ဓာကိုတော့ထိခိုက်စေပါလိမ့်မယ်ဒီမတိမျိုးကောင်းကြီးခန္ဓာကမပြည့်စုံသေးဘူးဒါကခိုးယူထားတယ်ဆိုတာထင်ရှားတယ်သူ့အသက်အမျိုးသမီးရတော်မြောက်အကျိတ်ပြီးစောင်းဆွဲကန်လိုက်ပါတယ်သူကကျိုးရီကိုဆွဲလိုက်တော့တုံလို့စရာကောင်းတဲ့စောင်းတန်ပဲတင်ထပ်သွားရင်ကဘာကြီးကတချင်းချင်းမိဟိန်သွားပါတယ်စောင်းတန်ထွက်ပေါ်လာတဲ့ဝေဝါးနေတဲ့ဓာရီကသူ့ရှင်းမှာပေါ်လာပါတယ်သူကတွင်းရထုတ်လိုက်ရပြီ ဓာရီကိုအဲ့ဒါနဲ့ထည့်သွင်းကဝင်လင်းစီကိုပြစ်လွတ်လိုက်ပါတယ်ထိုအရာအလုံးကချက်ချင်းစုတလို့ဖြစ်ပြသွားပါတယ်ပြုတ်ကွဲပြီးနောက်ပြဲလဲဖွဲ့စည်းမှုတစ်ခုအတွင်းမှာဝင်လင်းရဲ့မျက်လုံးနေရာနာကျင်မှုကြောင့်တွေးရောက်လွမ်းနေပါတယ်သူကဟိန်းသက်တစ်ချက်ကိုထွက်လွတ်ပြီးသူ့ရဲ့လက်ကလက်ဒစိတ်တစ်ခုကိုဖွဲ့လိုက်ပါတယ်ဒါကိုစင်းကနီကလာနဲ့သူကလက်ကိုဝင်ရလိုက်ပါတယ်ထိုဝင်ရလိုက်တာနဲ့သူ့ရဲ့ခန္ဓာကနောက်တစ်ချိန်ပြုတ်ကွဲသွားပါတယ်သူ့ရဲ့ခန္ဓာကပြုတ်ကွဲသွားပြီးမြင်နီးပညာကိုတော့တုံးဆဲပြီးသားဖြစ်ပါတယ်ကဘာကြီးကအမောင်တို့ဖုံးလွှမ်းသွားသလိုမဲမောင်သွားပါတယ်ပြီးတော့အဝေးမှာနေတဲ့စင်းကစတင်ထွက်လာပါတယ် နေသာသောညဝန်လင်းရဲ့ပထမဦးဆုံးမူလနည်းပညာကဘာကြီးရထိုအမောင်တို့ထဲမှာဝေပါနေပေမဲ့ဝန်လင်းရဲ့ပြုတ်ကွဲနေတဲ့ခန္ဓာပက်လျာရွှေရောင်အလင်းကိုတော့မဖုံးကွဲနိုင်ပါဘူးထိုရွှေရောင်လင်းကပေါ်လာတဲ့အနေနဲ့ပေါင်းဆက်သွားပြီးအမောင်တို့ကိုဆုပ်ဖြဲပြစ်ဖို့စွားနဲ့အတူပောက်ကွဲထွက်လာပါတယ် နေတာတော့ညရဲ့စွမ်းကပောက်ကွဲထွက်လာပါလေထိုးချိန်မှာပဲဝယ်လင်းရဲ့ခန္ဓာနောက်တစ်ချိန်ပြန်လဲဖွဲ့စည်းသွားပါလေသူကဟင်းသက်တဲ့ချက်ကိုထွက်လွတ်ပြီးသူ့ရဲ့မျက်နှာရှုံ့မဲ့သွားပါလေပင်းထန်တဲ့နာကျင်မှုကသူ့ကိုယူမတက်ဖြစ်စေပါလေသူ့ရဲ့လက်ကိုဝင်ရဲလိုက်တော့သူ့အောက်ကရေကတချင်းချင်းမြိဟင်းသွားပါလေအီယာမကြောက်တကားကြီးတစ်ချက်ကပေါ်လာပါလေကြောက်တကားကပေါ်လာတဲ့အခါအချိန်ကုန်လုံချင်းရဲ့အချိန်ဟာပုံဝင်ချင်းကိုပြန့်နှံ့သွားပါလေဝယ်လင်းရဲ့ဒုတိယမြောက်မူလနီးပညာစီးစင်းနေတော့အချိန်ကပေါ်လာပါလေနေတာတော့ညနဲ့စီးစင်းနေတော့အချိန်ကထူးခြားတဲ့နီးပညာတွေပါ ဝယ်လင်းရဲ့ခန္ဓာဆက်လက်ပြုတ်ခွဲနေပြီးပြန်လည်ဖွဲ့စည်းနေရတဲ့အမျှထိုနီးပညာတွေမှာသူ့ရဲ့ကောင်းကင်စွာကပါဝင်နေပြီးပို့ပြီးတော့အကောင်းလာကြပါလေ။ကဘာကြီးကချင်းချင်းနဲ့မြည်ဟင်းပြီးအမောင်တူးကိုရွှေအောင်လင်းရဆုတ်ဖဲပြစ်လိုက်ပါလေ။ ဓာတ်ကိုစင်းတွေက၄စင်းအားနေတာသုံးညကြောက်ပြုတ်ကွဲသွားပါတယ်။ကျန်နေတဲ့၅စင်းကလည်းစီးစင်းနေတော့အချိန်နဲ့တိုက်မိသွားပါတယ်။နောက်ဆုံးမှတော့ဓာတ်သုံးစင်းရတာဝယ်လင်းရဲ့ခန္ဓာကိုယ်ပေါ်ကိုကြောက်ရုပ်ပြီးသူတို့ကသူ့ရဲ့ခန္ဓာနဲ့အတူပြုတ်ကွဲသွားပါတယ်။ခမန်းချက်တွေကိုလှုပ်ခဲတဲ့အမျိုးသမီးကတော့နေတာသုံးညနဲ့စီးစင်းနေတော့အချိန်ကဝင်းရက်နေရင်အလီမြန်နဲ့နောက်ဆုတ်သွားပါတယ်။သူကတုံလုံးမှုနဲ့ထိတ်လန့်မှုကို ခန်းစားနေရနေပြီသားဖြစ်တာကြောင့်သူ့ရဲ့တောက်နှလုံးသားမှာအပြည့်အနစာတစ်ခုကပေါ်လာပါတယ်အခုသူကကောင်းကင်ဤပညာနှစ်ခုရဲ့တိုက်ခိုက်မှုကိုခံနေရပြီးတွင်းရန်ကအလီမြန်နဲ့နောက်ဆုတ်သွားပါတယ်သူကတိုက်ခိုက်ဖို့အတွက်ရွေချက်မရှိတော့ပါဘူးဒူဝါရီကိုဝလင်းကထုံဤပညာနှစ်ခုကိုတုံးပြီးသူ့ရဲ့ခန္ဓာပြုတ်ခွဲကပြန်လဲဖွဲ့စည်းတဲ့အချိန်မှာသူ့နောက်ကနေဝေဝါးနေတဲ့ပုံရိပ်တစ်ခုကရှောက်ထွက်လာပါတယ်ထိုဝေဝါးနေတဲ့ပုံရိပ်ကအမျိုးသားလားအမျိုးသမီးလားငယ်လားကြီးလားဆိုတာမြင်ဖို့ကမဖြစ်နိုင်ပါဘူးသူ့ရဲ့ခန္ဓာကနေပုံဝါးနေတဲ့မြုပ်ခိုးတွေကဖုံးလန်းထားပြီးသူကပေါ်လာပြီးတဲ့နောက် အပြင်ကိုလင်မျောနေပါလေဒီဖိုးကြီးရောက်ရှေးဟောင်းကျေဆုစနစ်ရဲ့အရှင်သခင်၅ပါးထရာတယောက်ကောင်းကင်အရှင်လေးဟောင်းနဲ့တကားပဲကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်